ားလုံးပဲမိင်္ဂလာပါကျွန်တော်ကတော့ဆရာလည်းညွတ်တာပဲဖြစ်ပါတယ်။၃ပိုင်းတစ်လစာကြာတာပရိသတ်သမီးများအတွက်ဟောစတဲ့နဲ့ရေရရလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကြာတာပရိသတ်သမီးများအနေနဲ့၃လပိုင်းမှာမိတို့လုံးတမျှသောကိစ္စဆောင်ရမျှသောကိစ္စမမျှအားလုံးအစင်ဒီချုံးဝင်ပို့တွေရှိပါတယ်။ဒါပေမဲ့အဲ့ဒါအားလုံးဒီလီးမှန်လမ်းမှန်ဖြစ်နေဖို့လိုအပ်ပါတယ်။ ပဲနာကြတော့ပေါ့မိမိဒီမိတို့လုံနေတဲ့အလောက်ကိုင်းနေဒီလီးမှန်လမ်းမှန်လမ်းကြောင်းမှန်မဖြစ်နေပဲနဲ့ငူကိုရေကတလွဲတွေလှောက်ထားပြီးတော့တလွဲလှောက်ထားတာကိုလည်းသိရတာနဲ့အမှားကိုမပြင်းပဲနဲ့အဲ့တိုင်းပဲဆက်သွားနေဆိုဒီလမှာတော့ ကြုံကြုံကြပြီးပြုတ်ကြလိမ့်မယ်အဲမိလုံနေတဲ့ဟာကိုလည်းမိတို့ရဲ့အကောင်ဆိုးအကြောင်းကျိုးကိုသိပြီးတော့ကောင်းခြင်းလည်းသိတယ်ဆိုးခြင်းလည်းသိတယ်ကိုယ့်လုပ်ငန်းကိုကိုနားလဲဆိုဒီလမှာအကြီးအကျယ်မိမိရဲ့လုပ်ငန်းနေမိမိရဲ့အလုပ်ကိုင်နေမိမိရဲ့ကိစ္စတွေမများအားလုံးအစင်ပြီးချုံးဝင်ပြီးတော့ရှော့ရှော့ရှူဖြစ်သွားဖို့ရှိပါတယ် ောက်ပြီးတော့ဒီလမှာပြောချင်တာကတော့ပါလို့မိတာတွေကများများထားပြီးကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့လိုပြောတဲ့အတွက်ကြောင့်ဒီလမှာမိမိရဲ့မိတာတွေကိုစိတ်သုံးအောင်ပြတ်သုံးအောင်လုပ်မဲ့အရာတွေအများများပေါ်ပေါက်လာတတ်ပါတယ်ဒေါသဖြစ်စရာမျိုးအချင်းတွေမျိုးတွေနဲ့အချင်းချင်းကြုံရတဲ့ပုံလေးရှိပါတယ်အဲကြောင့်ဒီလမှာ စိတ်လိုက်မှန်ပါတယ်လျှော့ပြီးရောမိတာတွေက လေးကိုထားပြီးတော့လုပ်မယ်ဆိုတော့ဒီသားမှာအေးစေးလေးနဲ့အရာလုံးကိုကြော်ဖြတ်လို့သွားနိုင်တယ်။အဲအဲ့လိုမျိုးမဟုတ်ဘဲနဲ့မိမိကပြတာတရားလည်းမထားနိုင်လို့သားလေးကြီးပောက်ခွဲမယ်ဆိုဒီသားမှာဒေါသကြောင့်မလို့အမားတွေဖြစ်ပြီးတော့ဒီပြက်နာတွေရှင်းရတာမျိုးလင်းရတာမျိုးကြုံတွေ့ရဖို့ရှိပါတယ်။အကြောင်းကတော့ကျွန်တော်အနေနဲ့ပြောချင်တာကြတော့ဒီလမှာဒေါသလေးတွေရှင်းပေးပါမိသားတွေကများများထားပေးပါလို့ကျွန်တော်အနေနဲ့အကြံပြုလိုတယ်ပြောလိုတယ်ပေါ့နော်။ နောက်တစ်ခုကြတော့ပါလဲဆိုတော့ဒီလမှာမိမိတို့ရဲ့လုတ်တဲ့အရာများအားလုံးစီးပွားရေးကိစ္စမွေးကြီးမွေးကြီးကိစ္စတွေပေါ့နော်မွေးကြီးကတော့တိုးတက်ဖို့အလားအလာရှိပါတယ်တိုးတက်တာတွေလည်းအမြောင်များကြွားဖို့ရှိပါတယ်လောင်စားသမားအနေနဲ့ပြောရမှာဆိုလောင်စားဒိုင်တွေရောလောင်စားဆော့နေတယ်လို့ဆိုဒီလမှာနော်ပုံမှန်ထက်ဆိုင်အမြောင်များထိတတ်တယ်အဲ့တော့ကိုကဒီပေါ့နော်တတာရိတာသမီးဆိုရင်တော့ခဏညာတော့လောင်စားသမားဆိုရင်တော့ခဏကြောက်လေးဒေထားပြီးရောနော်လုတ်ပြီးပါ ဘာပဲလို့ဘာလဲဘာပဲကြိုင်ကြိုင် စိတ်လိုက်မှန်ပါမလုပ်ပါနဲ့စိတ်လိုက်မှန်ပါမပြောပါနဲ့စိတ်လိုက်မှန်ပါမဆိုပါနဲ့ကျွန်တော်တို့လည်းပြောခြင်းနဲ့စိတ်လိုက်မှန်ပါလုပ်လိုက်ခြင်းအာဒီမီမှာအနောက်ရှက်တွေကြုံရဖို့ရှိတယ်ဒုက္ခတွေကြုံရဖို့ရှိတယ်ပြဿနာတွေကြုံရဖို့ရှိတယ်ပြဿနာလေးတွေဖြစ်လာဖို့ရှိတတ်ပါတယ်နောက်ခုကြတော့ပါလဲဆိုတော့ဒီလက်မှာပေါ့နော်မိမိကဒီမိရဲ့ဒီချက်လာစွာတဲ့ပတ်ဝန်းကျင်ရတွေတငယ်ချင်းပေါင်းသိရနေပြီးတော့မိမိနော်ဒီနာရေးတဲ့တွင်မကောင်းတဲ့တွင်ကြားတတ်တယ် နောက်ပြီးတော့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ညံပြီးมาတယ်ဆိုတဲ့တင်းနေကြားတပါတယ်အဲ့အရာတွေကြောင့်မလို့မိမိကတော့စိတ်စိတ်စိတ်မကောင်းဖြစ်တာလို့စိတ်စိတ်ကအလွန်မင်းဝမ်းနေတာလို့ဖြစ်တယ်အဲ့ဒီစိတ်မကောင်းဖြစ်တဲ့အရာစိတ်အလွန်မင်းဝမ်းနေတဲ့အရာစိတ်တိခိုက်တဲ့အရာတွေကြောင့်မလို့အဲ့လိုဒီလမှာဒီကျမ်းမာရေးညံ့တာမျိုးမဟုတ်ဘူးเนาะအစားနိုင်မတောက်နိုင်တာမျိုးเนาะအစာနဲ့မလိုက်တာမျိုးဖြစ်တတ်တယ်အဲ့တော့ဒီလမှာဒီတနိုင်လောက်ပေါ့เนาะ ဘာတရင်ပဲကြာရကြာရဘာတွေပဲဖြစ်လာဖြစ်လာ အရာလုံးကိုအလိုအစင်သိဖြစ်နေဖို့ပြင်ဆင်ထားပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်အချို့သူတွေအနေနဲ့ဆိုရင်တော့ဒီလမှာမိမိတို့စိုးရိမ်နေတဲ့အရာတွေနဲ့ဖြစ်ပေါ်လာတတ်တယ်အကြောင်းမလို့မိမိဖြစ်လာမဲ့အရာတွေကိုအချို့သောသူတွေအနေနဲ့ကြိုပြီးသိနေပါလိမ့်မယ်အဲ့ဒါကိုကြိုပြီးမပြင်ဆင်ထားဘူးဆိုရင်မိမိတဲပြက်နာလေးတွေပုံများလာမယ်မိမိစိတ်အစဉ်အပြေမှုတွေတော့ကပရိပရာတွေပေါ့နော်စစ်လာတတ်ဖို့ရှိပါတယ် ။နောက်အခြေရေးတွေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြောမှာဆိုဒီလကတော့ပုံမှန်ပုံမှန်အနေထားလေးတစ်ခုပဲလို့ပြောတဲ့အချစ်တလေးကြီးကြောင်းတက်ဖို့ရှိတယ်။ဟိုနော်ဒီအချစ်တတွေကြောင်းဖို့ရှိတယ်ပေါ့နော်။အချစ်တတွေပုံစံတတွေကောင်းမွန်တဲ့ဘဝမျိုးတွေကြောင်းဖို့ရှိပါတယ်။အခြေရေးတွေကံကောင်းတယ်လို့ကျွန်တော်မြင်နေပြောလို့ရတယ်ပေါ့နော်။ဟို ကျမကြီးကတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့လိုမျိုးပဲเนาะဒီစိတ်ဆင်းရတာမျိုးကိုယ်ဆင်းရတာကြောင့်မလို့စိတ်ထောင်းကိုကြီးစိတ်ပင်ပန်းကိုပင်ပန်းပေါ့เนาะနောက်ပြီးတော့အစာတောက်ပြတ်တာမျိုးတွေကြောင့်မလို့မိမိရဲ့ကိုယ်ခန္ဓာအားနေတာမျိုးကြုံရတာကိုရှိပါတယ်ဒီเนาะဟိုခွက်စိတ်ကုသရာဂိင်းနေလည်းရှိတတ်ပါတယ်ပေါ့เนาะအားကြောင့်မလို့ဒီညမာသမိုင်းလောက်လေးလူဆိုင်ပေးပါတိထားပေးပါကျွန်တော်နေနေ question နေဘာပဲလို့စိတ်လျှော့ပါ စိတ်မမိရဲ့စိတ်ကို control မများလုပ်ပါအဲ့လို control မများလုပ်ဖို့တရားထိုင်တာမျိုးတမထားလေးလုပ်ပေးတာမျိုး brace တာမျိုးကတော့အထောက်ပံ့ဖြစ်ပါလိမ့်မယ်အဲ့ဒါမျိုးလေးချက်လုပ်ပေးပါကျွန်တော်နေနဲ့ပြောချင်တယ်ဟိုနောက်ခုကြတော့ပါလဲဆိုရရရာလေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီလမှာပေါ့နော်ဒီကြတာရိသမီများနဲ့ရရရာလေးတွေလောက်ရမယ်ဆိုဒီလကြတာရိသမီများနဲ့ကျမကြီးနဲ့ညံ့နေအဲ့ဒါကြောင့်မလို့ ီစေးရုံစေးကန်တွေမှာသွားပြီးရောပန့်တကူပြစ်ပေးတာမျိုးစေးရုံစေးကန်တွေမှာလိုအပ်တဲ့သူတွေကိုစေးပိုးဝါးခါပေးတာမျိုးလုပ်ပေးပါမိမိတို့ကကုန်မဲ့အမောင်းတွေကအားလုံးကိုပေါ့နော်သူများတို့လူတန်းလိုက်ပြီးတော့မှကျင်းကြီအောင်မျိုးလုပ်တာမျိုးပေါ့နော်အဲ့လိုမျိုးလုပ်ပေးပါစေးရုံစေးကန်အနေတွေမှာစတူဒီဇာဝေပေးတာမျိုးမုတ်တွေဝေပေးတာမျိုးတော့စေးတွေလှူပေးတာမျိုးလုပ်ပေးပါအဲ့လိုမျိုးဆိုတော့မိမိရဲ့အခက်ခဲမိမိရဲ့ပြဿနာတွေကိုကင်းပြောက်သွားပါလိမ့်မယ်။နောက်ပြရတော့ကြာစံကြော်လှူပေးပါ။ ကြာတန်ကျော်ကိုအလူခံပုံကူတွေဖုံကြီးတွေတန်ကားတွေနော်ဒီလာရှင်တွေနောက်လူတွေပေါ့နော်အကုန်လုံးပါပါတယ်အကုန်လုံးကိုပူတန်းပေးခြင်းအားဖြင့်မိမိတွေရဲ့အခက်ခဲမိမိတွေရဲ့ပြဿနာတွေအားလုံးအစီအမီချုံမွေးသွားပါလိမ့်မယ်အားလုံးပဲအစီအမီချုံမွေးကြပါစေရလက်ကောင်းတွေရရှိကြပါစေကံကောင်းခြင်းတွေပြည့်စုံကြပါစေကျွန်တော်အနေနဲ့ဆုမွန်တောင်းပေးလိုက်ရပါတယ်ခင်ဗျာ